တက်မတော်ဝိုင်းရံနဲ့သူကြီးကအာဂျိုကြီးကိုစိတ်ကုန်တော့အာဂျိုကြီးကိုစိတ်ပြက်နေပြီ PDF ထဲအဖြစ်ဘယ်သူတွေပဲဖြစ်ဖြစ်ခမတို့ကျွန်တော်တို့ကိုတက်ဖို့ဖြတ်ဖို့မလုပ်ပါနဲ့ကျွန်တော်တို့ကကျွန်တော်တို့သတင်းသမားစစ်စစ်တွေကိုတော့ကျွန်တော်လူငင်းဝင်ပေးပါဘယ်ဘက်တရားပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဒေါအောင်ဆန်းစစ်ကြီးခင်ဗျားတို့မုံလို့ရတယ်ဒေါအောင်ဆန်းစစ်ကြီးခင်ဗျားတို့ကြိုက်လို့ဆွဆွဲလို့ရတယ်ဒါပေမဲ့ဒေါအောင်ဆန်းစစ်ကြီးကိုအားပေးထောက်ခံနေသောပြည်သူတွေရဲ့စံတော်ကိုတော့ခင်ဗျားတို့လေးစားမှုရှိရလိမ့်မယ်အားကြောင့်ဆက်ခွင့်တောင်းနေတော့ ကျမတို့တွေကဘယင်းတွေနန်းကြသလိုဖြစ်နေပြီဘာရဲ့ဘယင်းတွေနန်းကြသလိုဖြစ်နေပြီโอเคအားလုံးပဲမင်္ဂလာပါရှေ့ family မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့နေဘူးလဲနေနိုင်တယ်မိုးမလုံလဲနေနိုင်တယ်မင်းကလည်းအဆင်ပြေရွာဒါပေမဲ့ အလားရှင်လက်အောင်မှာတော့ကျွန်တော်တို့လူငယ်တကယ်မနေနိုင်အဲ့ဒါအမှန်တော့အပြောတစ်ပေါက်ကတော့နေပူလဲနေနိုင်တယ်တကယ်နေနိုင်တယ်ကျွန်တော်တို့ဘလို့အခြေအနေမဆိုနေနိုင်တယ်ဆက်ခွေးယူအာနာရှင်လက်အောက်မှာပဲမပျော်မွေ့တာအဘမင်းအောင်နိုင်ရှင်ကျွန်မထပ်ပြီးနောက်ထပ်သတင်းပို့ကျင်ပါတယ်ပို့အဘကျွန်မတို့စေစင်းတွေကိုထွက်ပေးပါအဘဘာအဘလဲခမည်းအမေကိုယူထားလို့အဘကိုခေါ်ရတာ ဟုတ်ကဲ့လေပြည်ပြပါလို့မေတ္တာရက်ခတ်ပါလေဗျာရှင်။အားကြောင့်ခဏခဏကျွန်မတောင်းဆိုရလဲဆိုတော့ဗျာရဲ့စေစစ်နေရယာဓုမတက်ဘူး။ဟွန်းဟွန်း။အရုလို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဗျာ။ယာဓုမတက်ဘယ်နဲ့တက်ခဲမှလက်တဲပူတယ်လက်တဲပူတယ်နဲ့နေပြီ။ကို့အောက်ကမင်းမချောက်သေးတာလေးတွေကယာဓုတွေတက်တယ်။တက်ပြီးပြောဆိုပြုမှုဓာတ်တွေကိုခံရတယ်။ဒေါက်တာတွေလည်းခံရတယ်။မိမတွေလည်းခံရတယ်။တောင်းပြောမြောင်းပြောချိန်ပြောတာတွေလည်းခံရတယ်။အဲ့တော့ဗျာရဲ့ကို့စစ်သားတွေကိုစေစစ်နေဆိုရင် ယာရုလည်းမပင်းရင်နေရတယ်ကျမယာရုလိုချင်လို့ပြောနေရမှာမဟုတ်ပါဘူးထွက်ခွင့်ပေးပြီးပါဘာကြောင့်ထွက်ခွင့်တောင်းလဲဆိုတော့ကျမတို့တွေကဘယင်းနေနန်းကြသလိုဖြစ်နေပြီဘာရဲ့ဘယင်းနေနန်းကြသလိုဖြစ်နေပြီโอเคဘာကြောင့်ဘယင်းနေနန်းကြသလိုဖြစ်နေပြီလဲဆိုတော့တစ်ချိန်လုံးကကိုတွေကတော့ဆရာပေါ့နောက်ပိုင်းကျတော့ဆေးစင်နေကြတော့ဘာရဲ့ယာရုတက်လာမရှိတော့ဘူးကိုအောက်ကရဲဘော်တွေကဒုတကြက်ဒီတကြက်ဒီတကြက်ကြီးတွေဖြစ်သွားတယ်ဖြစ်သွားတဲ့အခါကျတော့ ကိုအောက်ကလူကကို့ပြန်အုတ်ချုပ်တာတွေကိုခံရတယ်အင်ကျဲတမှုနဲ့သူတော်သေးတာပေါ့။အောင်ပြောမြောင်းပြောချိတ်ပြောအဲ့ဒါမျိုးတွေနဲ့အတီတောင်ခံရတယ်။ကို့တမတော်သားတွေကိုအဖတကယ်ချစ်ပါလေဆိုရင်ကျမတော့ချစ်တယ်နော်တမတော်သားလို့ရဲမိတွေကိုဆိုရင်ကျမတက်နေလဲပြီးကျမချစ်တယ်တာမိုးထားတယ်ကျမတစ်ချွေလုံးတစ်မျိုးလုံးလဲစစ်မျိုးစစ်နယ်ပဲကို့အောက်ကမင်းမချောက်တဲ့ခါလေးကြီးကသူတက်ကြတယ်တက်ကြတယ်တက်ကြကြီးဖြစ်သွားတယ်ဖြစ်သွားပြီသူတို့တွေကခိုင်းစိုးနေတာတွေကို လုံနိုင်မင်းနဲ့လုံမကင်နိုင်မင်းနဲ့ကင်အဲ့လိုလုံနေရတော့ဘယင်းလေးနန်းကြနေတယ်လို့ပြောကျင်တယ်ဗျကျမတို့ဘဝဘယင်းလေးနန်းကြတဲ့ဘဝမျိုးဖြစ်နေဘယင်းနဲ့မနိုင်ပါနဲ့အမရဲ့ခွေးတွေစက်ခွက်ပြောက်တယ်လို့ပြောစမ်းပါအမတို့အစင်ကဒီတဲ့စိုးမယ်နောက်ရောက်ရင်ဒီတဲ့ခံရအောင်မယ်နောက်ပြီးတော့စွမျိုးစက်နွယ်တဲ့စွမျိုးစက်နွယ်လို့မပြောနဲ့ကျွံမျိုးကျွံနွယ်လို့ပြောရင်ပုံမှန်မယ်အဲဒီဗီဒီယိုလေးကတော့ရေချုံ ေါင်ငန်နွားကိုကျွန်တော်တို့တွေငပိကြော်စားရအောင်လို့ဝိုင်းပို့ပေးမယ်ရုပ်တံလေးဖြစ်ပါတယ်။တမတော်ဝိုင်းရံနဲ့တူကြီးကအင်းကာကြိုကြီးကိုစိတ်ကုံတော့ကာကြိုကြီးကိုစိတ်ပြက်နေပြီ။စိတ်ပြက်နေကာတော့ကာကြိုကြီးရဲ့လုံပုံကိုင်းပုံမာရဝိစီကတရားရကကြီးရဲ့လုံပုံကိုင်းပုံတွေကိုစိတ်ပြက်နေပြီ။တော်တော်ကြီးကိုစိတ်ပြက်နေပြီ။စိတ်ပြက်တဲ့အချိန်မှာတို့တို့ကလည်းထိတ်ဆုံးသွားပါတယ်။ကြားရနော်အဘပူအဘပူကိုစော်ကားနေတာနော်။ဟန်ရင်ဦးတို့ဟိုတက်ထောက်ခံတဲ့ကောင်ကြော်စွာတို့ဒီလိုအကောင်မျိုးဂရုံမျိုးကိုကြော်တော့ဘလို့မဖန်းခိုင်းသေးတာလဲ အဲ့တော့အောက်ကအခုတက်မလို့ဒါကြီးရင်းရတာပစ်ဆက်တာရမတန်ဘူးလို့ပဲဦးဇင်းတုံးတက်ချင်တယ်။ဟေးကလေးကြီးပဲဦးဇင်းပြောတော့မယ်။ဦးဇင်းတို့တက်မလို့ချင်းမြန်လို့ရမလို့ထောက်ခံတဲ့လူတွေတက်မလို့ဝိုင်းရံတဲ့လူတွေကအဲ့လိုကြီးကိုစိတ်ကုန်တော့။ကာကြူကြီးကိုစိတ်ပြက်နေပြီ။စိတ်ပြက်နေကာတော့ကာကြူကြီးရဲ့လုံပုံကိုင်းပုံမာရဝိစီကဘုရားတကာကြီးရဲ့လုံပုံကိုင်းပုံတွေကိုစိတ်ပြက်နေပြီ။တော်တော်ကြီးကိုစိတ်ပြက်နေပြီ။စိတ်ပြက်တဲ့အချိန်မှာကျုပ်တို့ကလည်းထိတ်ဆုံးသွားပါတယ်။ဟုတ်တယ်။နော်။အဲ့တော့အောက်ကအခုတက်မလို့ဒါကြီးရင်းရတာပစ်ဆက်တာရမတန်ဘူးလို့ပဲဦးဇင်းတုံးတက်ချင်တယ်။ဒီရုပ်တံလေးကိုတွေးတဲ့မြင်တဲ့သူရှိရင်အဖ ပုမအားလာကျင်ဆိုးကိုသွားပြီးတော့ပို့ပေးလိုက်ပါသူတို့အတန်းဝိုင်းထဲကအကောင်ကြီးကြီးအမီးရှည်ရှည်ကောင်းတွေတွေ့ပါစေလို့ပဲကျွန်တော်တို့ညှော်လင့်နေတွေ့အောင်လဲဝိုင်းဝန်းပြီးတော့ပို့ပေးလိုက်ကြပါနည်းနည်းပါပါမှဆက်ကြောရေးမှထုထောင်းခံရခံရနော်ဆက်တနှစ်လောက်ပဲကြကြလုပ်ပေးကြပါအောင်ကျွန်တော်မိသားစုတွေဒေါ်ဆန်းစုကြည်ခင်ဗျားတို့မုံလို့ရတယ်ဒေါ်ဆန်းစုကြည်ခင်ဗျားတို့ကြိုက်လို့ဆွဆွဲလို့ရတယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်ကိုအားပေးထောက်ခံနေသောပြည်သူတွေရဲ့စံတော်ကိုတော့ခင်ဗျားတို့လေးစားမှုရှိရလိမ့်မယ်ကြားရနော်ပုံကိုမုံလို့ရတယ် ါမဲ့သူ့ကိုအားပေးထောက်ခံတဲ့ပြည်သူမေးကြည့်လိုက်ဒေါ်စုကြည်ကိုဘယ်လောက်ထိထောက်ခံကြလဲဆိုတာအလုံးသိလိုက်မယ်ဒါဟာနိုင်ငံရေးရဲ့ရွေးတခုကိုသွားဖို့အတွက်အင်အားစုတစုပဲအဲ့တော့ဒီလိုလို့ Okay ဖင်လန်ကိုမောင်မောင်ခမရကိုပြောင်ကြီးလို့မခေါ်တော့ဘူးခမရဒီနောက်ပိုင်းပြောရတဲ့စကားတွေကလုံးဝကိုကွတီမှုအဲ့တော့ပြည်တွင်းကဒဇင်ဦးတို့ဘူတူမာတို့အမြင်လေးတနည်းကျယ်ပြီးကြည်စမ်းမှာဒီအမေစုကိုဝမ်းရနေတဲ့ NLD ပါတီဝင်အားလုံးเนาะ တော်လိုင်းရဲ့ပက်တော်သားတွေကလည်းနိုင်ငံကြီးတစ်ခုရဲ့အားပဲငါတို့မပါပဲဒီနိုင်ငံကအရွတ်တကူကိုသွားလို့မရအဲ့တော့အပေါက်ပဲကျဲမနေနဲ့အမြင်ကျဲကြပါလို့ပြောစင်တယ်နင်တို့နှစ်ယောက်သူပွဲတွေကိုလုပ်ဖို့တိုက်တွန်းတဲ့နိုင်ငံတော်အကြီးအကဲကိုအရန်ကျေးဇူးတင်ဟွန်းတကယ်ပြောတော့ဟောလေရန်ကုန်မှာဆိုလို့ရှိရင်လေရေကျော်ပွဲဆိုရေကျော်ပွဲမှာအားဈေးတွေရောင်းကြတာရောင်းကြဝယ်ရပြီးတိတ်တိတ်တိုးနေကြတယ် ျွန်တော်ကြိတ်ကြိတ်ဒူးတော့ကျွန်တော်စိတ်ဝင်စားဘူးဈေးတယ်လေးတွေရောင်းရပါစေဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်เนาะကျွန်တော်စိတ်ဝင်စားတယ်โอเคဆိုတော့ပြောရရင်တည်င်းကျုပ်ကအလုံးအမြဲတမ်းစီကားတယ်ဟွန်းအလုံးအမြဲတမ်းပြောစရာကောင်းတယ်အဓိကအဖြစ်အခြေခံဈေးတယ်လေးတွေဈေးရောင်းကြရတယ်သူတို့လက်ထဲမှာငွေတွေရွှင်တယ်အဲ့ဒါတွေကိုကြည့်ပြီးတော့ကျွန်တော်အလုံးအမြဲတမ်းမှပီတိဖြစ်ရတယ်ကျွန်တော်ဒါလေးပြောချင်တယ်ဒါလူစကားနည်းနည်းနားလဲလာပြီလူစကားနည်းနည်းပြောလာပြီ ဟုတ်မင်းကျွန်တော်တို့ကလည်းပြောရခီးမတော်တာတော်တော်ကြာပြီကတော်တော်ကြာပြီဒါကြောင့်ကျွန်တော်ပြောတာကကျွန်တော်တို့ကိုဟုတ်လားခမားတို့ဟုတ်လား PDF ထဲရောက်ဖြစ်ဘယ်သူတွေပဲဖြစ်ဖြစ်ခမားတို့ကျွန်တော်တို့ကိုတတ်ဖို့ဖြတ်ဖို့မလုပ်ပါနဲ့ကျွန်တော်တို့ကအခြေခံပြည်သူတွေဘက်ကကျွန်တော်တို့ရက်တည်တာတေမာကြောက်နေတာကျွန်တော်မိသားစုတွေမပူပါနဲ့နော်မင်းလူလူစောက်ချိုးပြောင်းလာရင်ငါတို့တွေကမင်းကိုအေးဆေးပဲလွှတ်ထားပေးမယ်သူတို့ဟုတ်လားသူတို့တွေဝမ်းဝါဖို့သူတို့တွေခါးလှဖို့အတွက်ကိုဟွန်းကျွန်တော်တို့က တည်တည်တည်တိုက်တဲ့ပြည်သူတွေကိုကျွန်တော်တို့ကသတင်းနည်းပညာနဲ့တင်ပြပေးတာโอเคသူတို့ဒီအတွက်ကိုစီမံခန့်ခွဲဖို့အတွက်ကိုသက်ဆိုင်ရာအစိုးရတွေကိုကျွန်တော်တို့ကသတင်းနည်းပညာနဲ့တင်ပြပေးတာအဲ့တော့ကျွန်တော်တို့သတင်းသမားတွေကခမရတို့ကိုဘသူ့ကိုမှကျွန်တော်တို့ရန်သူလို့မတတ်မှာနော်အားလုံးဟာကျွန်တော်တို့အနေနဲ့ခမရတို့လည်းခမရတို့ခံယူကြကြအောင်လုပ်တာကျွန်တော်တို့မပြောချင်ဘူးမှန်တယ်မှားတယ်ကျွန်တော်တို့ပြောကြရမှာလူလူတွေနည်းနည်းပြောလာပြီကျွန်တော်မိသားစုတွေဒါပေမဲ့ နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့အစိုးရကိုတော့ကျွန်တော်တို့ကအစိုးရဘက်ကတော့ရက်တရဒါကကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့တည်င်းသမားတွေရဲ့ကျင့်ဝတ်ပဲနော်အစိုးရဘက်ကရက်တရဆိုတော့အစိုးရမကောင်းတော့မကောင်းပြောမအောင်ဗျာကျွန်တော်ပြောတာရက်တရဆိုတော့အစိုးရကိုတော့ကျွန်တော်တို့ကမနိုင်ပြရလိမ့်မယ်ကျွန်တော်တို့မင်းတည်င်းလှုပ်လာတာငါနဲ့ရှိပြီစောက်ပူကျင်ဆိုးတော့အုပ်စုမကောင်းတဲ့အကြောင်းမင်းတခုပြောရဲလားဖော့ပါတီမကောင်းတဲ့အကြောင်းမင်းတခုဝေဖန်သုံးသက်ရဲလားဟောင်းမင်းဒါကိုပြောတာဒါကြောင့်မလို့ ျွန်တော်တို့ကဘတ်တော်မှလည်းခင်ဗျားတို့အမုန်းစကားပြောမှာမဟုတ်ဘူးဘတ်တော်မှလည်းဘသူ့ကိုတက်ပါဘသူ့ကိုဖမ်းမှာဆိုပြီးပြောမှာမဟုတ်ဘူးဟွန်းเนาะအဓိကအဖြစ်တိုင်းသူတည်သားတွေအများရန်စီပင်တာယာဝါပြောနေရမယ်ကျွန်တော်တို့ကဒီပေါ်မှာကျွန်တော်တို့တည်င်းဌာနအနေနဲ့အခြေခံပါတယ်ဒါကြောင့်မလို့ခင်ဗျားတို့ဟိုခင်ဗျားတို့အမုန်းစကားပြောနေတဲ့လူတွေကိုတော့ခင်ဗျားတို့ကဘာလို့ညာလို့ကျွန်တော်မသိဘူးဗျာ။ကျွန်တော်တို့တည်င်းသမားစစ်စစ်တွေကိုတော့ဟုတ်လားခင်ဗျားတို့ဟုတ်လားဘယ်လိုလူတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ amnesty ပေးပါကျွန်တော်တို့ကတော့ခင်ဗျားတို့ဘာလို့ဘာကြောင့်ပဲဘလူ့ကိုပဲဘာတွေလှုပ်လှုပ်ကျွန်တော်တို့သတင်းသမားစစ်စစ်တွေကိုတော့ခင်ဗျားတို့ဟလာဘလူးနေလှုပ်ပါလို့နော်လူငင်းဝင်ပေးပါဘယ်ဘက်တရားပဲဖြစ်ဖြစ်ပေါ့ဗျာနော်ကျွန်တော်တို့တွေကတိုင်းပြည်မှာပွင့်လင်းပြောရရင်တိုင်းသူပြည်သားတွေရဲ့နေထူကလှုပ်ရှားမှုတွေကိုအစိုးရသိအောင်အစိုးရရဲ့လှုပ်ရှားမှုတွေကိုတိုင်းသူပြည်သားတွေသိအောင်ဟွန်းဒီလိုမျိုးကျွန်တော်တို့က တည်င်းဖြန့်ချီပေးနေတဲ့တည်င်းသမားစစ်စစ်တွေဖြစ်တယ်လို့เนาะကျွန်တော်ဒါကိုပြောချင်တယ်โอเคဟောင်းမင်းမင်းအခုလို့လူလို့ပြောရရင်ငါတို့တွေကလူလို့နားလဲတယ်တဖက်တသက်ပိတ်ပြီးဆက်ခွေးအုပ်စုကောင်းချောင်းကြီးပဲပြောနေတယ်ဆိုရင်တော့မင်းကိုငါတို့တွေမင်းကိုလည်းငါတို့တွေဘောင်ချာဆုပ်ရမယ်စရင်ထဲမှာထည့်ထားရမှာပဲငါတို့စောင့်ကြည့်မယ်ဟောင်းမင်းမင်းလိမ်မာရင်မင်းပို့ပြီပဲတားလေအာတရင်မှာအစ်စ်ဆက်ပေါ့နော်သူကိုယ်သူတရင်မှာမစစ်တဲ့ကောင်တွေကတော့ဟိုចောင်မျိုးမင်းတို့ចောင်ဆိုးဦးတို့ပေါ့နော် သူတို့တော့ခင်ဗျားတို့သဘောပေါ့လှုပ်ချင်အောင်လှုပ်ပေါ့ဟောင်မင်းကိုတော့ first one day နေနဲ့စောင့်တော့ကြည်လိုက်ပါအောင်ကျွန်တော်မိသားစုတွေရယ်ကျွန်တော်ညီနောင်တွေရယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးရယ်ဓမ္မပက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့